င်္ဂလာပါရှင်ကျမတော့ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် ARD တိုင်းမှာပြီးခဲ့တဲ့တလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ကနေနိုင်ငံတော်စူပူအောင်လှုပ်ဆော်တဲ့စာတွေရေးသားဖြန့်ဝေတာကြောင့်လို့ဆိုပြီးတက်သား၂၁ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့လို့နှီးဆက်သူတွေစီကသိရပါဗျာ ပြခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကနေ30ရက်နေ့အထိတစ်လအတွင်း ARR တိုင်းထဲမှာအမျိုးသား16ယောက်နဲ့အမျိုးသမီး9ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်ပြီးအွန်လိုင်းကနေဈေးရောင်းချသူတွေနဲ့တောင်သူလယ်သမားသားသမီးတွေအများဆုံးဖမ်းခံထားရတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေကိုလူမှုကွန်ရက်ပေါ်ဖြန့်ဝေတယ်လို့ဆွဆွဲဖမ်းဆီးတာဖြစ်ပြီးအဖမ်းခံရတဲ့သူတွေရဲ့ဖုန်းတွေကိုပါသိမ်းထားတယ်လို့တိုင်းရဲတပ်ဖွဲ့နယ်နေဆက်သူကပြောပါဗျ။ ဖမ်းဆီးခံရတဲ့သူတွေကိုစစ်ကောင်စီတပ်ကဥပဒေနဲ့အညီလို့ခေါင်းစဉ်တက်ပြီးနိုင်ငံတော်အကြီးအကျယ်ပြက်စီမှု ရာဇဝတ်ကြီးဥပဒေပုံမှ905က905ခစတဲ့ပုံမှတွေနဲ့အမှုဖွင့်အရေးယူထားခံရသူတွေရှိသလိုလက်ရှိအချိန်ထိအမှုဖွင့်မခံရသေးတဲ့သူတွေလည်းရှိနေတယ်လို့သိရပါပါတယ်ရှင်။ ကချင်ပြည်နယ်ဝိုင်းမော်မြို့ခလာရ58တပ်ရင်းကနေလက်မြန်ရွာအထိထိုးစစ်ဆင်တက်ဆွဲထားတဲ့စစ်ကော်မရှင်ပူပေါင်းတပ်တွေကို KIA ပူပေါင်းတပ်ဖွဲ့ကပြန်လည်တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ဟန်နာတရင်ပေးပို့ထားပါရရှင်။ဝိုင်းမော်မြို့နယ်လက်မြန်တီးရွာနီးရှိစစ်ကော်မရှင်တပ်နဲ့ပြည်သူစစ်ပူပေါင်းတပ်တွေတက်ဆွဲထားတဲ့ကကင်းစခန်းတခုကို KIA ပူပေါင်းတပ်တွေကအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာတင်ပိုင်နိုင်ခဲ့တယ်လို့ရှေ့တန်းတရင်မြစ်ကသိရပါဗျ။ ိုင်းမော်မျိုးရဲ့တခုတီရောမျိုးဆောင်တက်ဖြစ်တဲ့ခလာရ58တက်ရင်ပြည်သူစစ်တပ်စခန်းရှိရာဝင်ရန်ကြီးရွာကနေလက်မြန်ကြီးရွာကလန်းနေရာတွေအထိစစ်ကော်မရှင်ပပောင်းတပ်တွေကလေချောင်းလက်နေကြီးပစ်ကူတွေနဲ့ပြီးခဲ့တဲ့အပတ်မှနေရာယူတက်ဆွဲလာတာဖြစ်ပါတယ်။ဒါပေမဲ့အော်တိုဘားလာရှိရနေမနက်9နာရီခွဲအစပြီးမနက်7နာရီအထိကချင်လူလိုက်တက်မတော်ကန်ရင်နဲ့ဒေါ်လာကြီးပောင်းတပ်တွေဘက်ကနေပြန်လည်တွားရောက်တက်ခိုက်ရှင်လင်းနိုင်ခဲ့တာဖြစ်တယ်လို့ခရင်ရှိတန်းတည်ရင်မြစ်ကပြောပါတယ်။ ။ယာယီကျစ်ကန်ဒီဘေဘောနော်။လာတီနီကဘာနဲ့စုပီးလာရပြီဘယ်ဒီနေ့ဘယ်ပိုင်းပြန်တင်းလာနေတယ်ပေါ့။အော်သူတို့ကဒီ90ရှစ်တဲ့ပြန်စုကားလေ။အလုံးနဲ့ကြရန်တင်းစီရမိတာရှိတယ်ပေါ့နော်။တဲ့ပွဲတော်တော့လောလောဆယ်ကြီးနေတယ်လို့ဖုန်းနဲ့လာပြီးပြစ်တာရောရှိရှိတယ်ပေါ့။စစ်ကောင်မရှင်ပူပေါင်းတပ်တွေရဲ့ကာကင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်စစ်တုံးပန်းတချို့ဖမ်းမိရဲဆိုပေမဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး။ ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာမြပြင်ကနေခမန်းကျင်အရာတရားဝန်ကျင်ခန့်အုံပြုပြီးခရင်ရှိရာလာမြန်ရွာဘက်ကိုလက်နက်ကြီးလေးချောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်လာတာကြောင့်နင်းလေတနာကြီးကစပြီးနောက်နေ့အောက်တိုဘာ9ရက်နေ့မနက်အစောပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာ6ရက်နေ့ညကတိုက်ပွဲမှာလမ်းမြန်ကျေးရွာကားလမ်းနေရာတချို့ကိုခရင်ရီနဲ့ဒေါ်လာရီတပ်တွေကဆုတ်ခွာလိုက်ရပေမဲ့အဲ့ဒီနေရာအလုံးကိုအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာ ခရင်ပူပေါင်းတပ်ကပြန်လည်တင်ပိုင်လိုက်နိုင်ပြီလို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးဝိုင်းမော်58တပ်ရင်းကနေဝီယန်တီယော်နာအထိစစ်တပ်ကနေရာယူတပ်ဆွဲထားနိုင်ပြီးဝီယန်အထက်လမြန်ကနေအထက်ဘက်အလုံးကိုကချင်လူလည်းတပ်မတော်ခရင်ပူပေါင်းတပ်ကထိန်းချုပ်ထားပါတယ်။စစ်ကောင်မရှင်ပူပေါင်းတပ်ကကရင်ပူပေါင်းတပ်ထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့နယ်လက်မြန်ကျွော်ဘက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်လေးရှိတယ်လို့ဝိုင်းမော်မြို့ခံတယောက်ကပြောပါရယ် ိုင်းမော်တက်ခွဲကညီရတာတော့မဟုတ်ဘူးဘာလို့ပဲညီလိုက်ပြလိုက်နေနေတိုင်းဖြစ်နေတယ်ဘာလို့လဲတနေ့ကြီးလဲအရင်ပြတယ်ဘာလို့မြစ်ချနာကနေလဲပြတယ်ရာဒရုန်းတွေနဲ့လဲပါသေးတယ်ဘာလို့အတခါတခါဆိုလို့ညီရညာရောလို့ပြလို့တိုက်ပွဲကြီးဖြစ်ပြီးဆိုရင်မှလည်းထင်ကြတဲ့ကြီးဘာလို့ အာဒီအဲ့လိုကြားထဲမှာတမတ်ကလေးအဲ့လိုလေရင်နဲ့လာဖြစ်တာလည်းရှိသေးရဲ့ဗျလက်ရှိဝိုင်းမော်တိုက်ပွဲအနေထားကတော့ကချင်လူလည်ရေးတမတော်ခင်ရင်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကခန်းစစ်နဲ့တာခုခံနေပြီ စစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်တွေဘက်ကလက်အမြင်ရွာဘက်ကိုထိုးတက်လာရင်တိုက်ပွဲဖြစ်ပွားလိမ့်ရှိပြီးသူတို့ဘက်ကငင်ရင်တိုက်ပွဲလည်းငြိမ်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်စတုံးအပါဝင်ကမ္ပိုင်တီလန်းကျောတကျောမှာရှိတဲ့စစ်တပ်စခန်းတွေကို2024ခုနှစ်ဇွန်လမှာကချင်လူလက်ရေးတပ်မတော်ကရင်နဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေဘက်ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်မင်းရှာတတုဒုဖို့ရာချီဖွေမျိုးနဲ့ပေါဝါဒီတာကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာအပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာမြေရှားတပ်တူထွက်ရှိတဲ့ကြီးဖွေးပောင်ဝါလန်ဆဲစတုံးကမ်ပိုင်တီဖီမွန်စားတဲ့တရုတ်နယ်ဆက်မြို့နေရာတွေကိုပြန်ရဖို့ဝိုင်းမော်မြို့နယ်ထဲကစစ်မင်းသပင်တစ်ခုကနေထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်ကျွန်မဟန်နာပါ ချင်းကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ယောက်နဲ့စိတ်မနှံသူ၁ယောက်အပါအဝင်စုစုပေါင်း၄ယောက်သေဆုံးခဲ့ပြီးလူအယောက်၂၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့မင်းတပ်မြို့ကန်တွေကပြောပါရယ်။အော်တိုဘားလ၈ရက်နေ့ညမှာတိုက်လေရဲ၂စီးနဲ့မင်းတပ်မြို့နယ်ကကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါရယ်။ မင်းတက်မြို့နယ်ထင်းချောင်းရွာ RC ဖျားကျောင်းဝန်တွေကစစ်ဆောင်စခန်းကစာတင်ကျောင်းကိုဘုံထိမှန်ပြီးဆယ်တန်းကျောင်းသား၃ယောက်နဲ့စိတ်မနှက်တဲ့မျိုးသမီး၁ယောက်သေဆုံးခဲ့ရပါတယ်။ဒါပြင်ဝမ်မတူးရွာစာတင်ကျောင်းလည်းဘုံကျဲခံခဲ့ရပြီးပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကသိရပါတယ်။ဒဏ်ရာရှိသူတွေကချို့ကလည်းဒဏ်ရာပြင်းထန်တဲ့အတွက်စိုးရိမ်စရာအခြေအနေတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာ၄ရက်နေ့ကလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်မင်းတပ်မျိုးအနောက်ရက်ကွက်ကဟောဟုံးဟိုတယ်ပျက်စီးခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ ခိုင်မကွေးနဲ့မန္တလေးလိုမြေပြန့်ဒေသမှာရှိတဲ့ကျေးရွာတွေကိုဂျက်တိုက်လေယာဉ်အစားကုန်ကျစရိတ်တက်တာတဲ့ပါရာမော်တာဂျိုင်ရိုပလိန်းတွေကိုပို့ပြီးသုံးလာတယ်လို့အစီရင်ခံစာတွေနဲ့မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်စစ်တပ်ကဘာကြောင့်ဆက်တက်လေထီတွေကိုပို့သုံးလာတာပါလဲဒါရီအကြောင်းကိုစိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်စစ်ကောင်မရှင်တပ်ဟာစကိုင်းမကွေးနဲ့ န္တလေးတိုင်းလိုမြေပြန့်ဒေသတွေမှာကုန်ကြစရိတ်များတဲ့တိုက်လေယာဉ်တွေအစားဆက်သက်လေတီးလိုခေါ်ကြတဲ့ပါရာမော်တာနဲ့ဂျိုင်ယိုပလိန်းလိုလေယာဉ်ငယ်တွေကိုပို့သုံးလာပါတယ်။မြေပြန့်ဒေသကကြေးရွာတွေကိုအများဆုံးပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအောက်တိုဘာ6ရက်နေ့ချောင်းမြို့နယ်တဲကဘုံတူရွာတရင်ကျွတ်မိထွန်ပွဲကျင်းပရာကိုပါရာမော်တာနဲ့ဘုံကျဲချတာကြောင့်ပြည်သူ30ဝန်းကျင်တိုက်ဆုံးခဲ့ရပါတယ်။ ပြူလာနိုင်ရှိတယ်လာဖို့လည်းသိကြတယ်အဲဒီဘက်ကိုဥနေပြီးတော့လည်းကျွန်တော်ပြောလိုက်တော့လာပြီပြီးတော့ဒီပါမူရဲ့ပြန်ဆန်းချိန်ကလည်းအရင်ကဘုံမြင်တယ်ဘုံမြင်တဲ့အကြောင်းရင်းအမခမကပြီးလာတော့လေဒီကလည်းမြောင်းလေတိုက်ရည်နေထားတော့ဘုံမြင်တယ်ဘုံမြင်ပြီးတော့လမ်းမှာလည်းပြန်ဆန်းမရဘူးမရတာအီးရက်တော့လိုက်မောင်းလိုက်ရက်တော့လည်းမောင်းလိုက်ကျွန်တော်တို့ဒီကွလိလာပြီးတော့တည်နေတယ်မှာချက်ချင်းအီးရက်လို့ပြောတာပဲစစ်ကောမရှင်တက်ဟာပါရာမော်တာဂျိုင်ယိုပလိန်းတွေကိုမြန်မာပြည်အလဲပိုင်းကမကွေးလေတဲ့ မိထီလာလေးတပ်ပခုတ်ကူတမတရားတင်နဲ့မုံရွာနာမခလိုနေရာဒီမှာအခြေပြုပြီးတုံးဆွဲနေတာလို့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI တာဝန်ရှိသူကပြောပါဗယ်အလားတူပါပဲမုံရွာနာမခစီကိုပါရာမော်တာအသစ်၃စင်းထပ်ရောက်လာတဲ့အကြောင်း CDS ဆိုဟန်ပြောခွင့်ရသူကိုနေဦးမြောင်ကလည်းပြောပြပါဗယ်ပေါ်တယ်ဒီနေ့ထဲမှာပို့သုံးလာတာဗျဒီနေ့ထဲမှာပို့သုံးလာရဆိုတဲ့ဟာကဟိုပါပေါ့ဒီအရင်ကကျတော့ကျွန်တော်တို့ ဒီပတ်တည်းအင်းမြင်းမှုတို့သကိုင်းတို့ပေါ့နော်ညောင်တို့ပတ်တည်းမှာမတုံသေးဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ထဲမှာကျတော့နေရာအနှံ့ကိုတုံးလာတယ်အဆုံတုံးလာတာပေါ့ရေးအတွက်ကလည်းသူတို့ပို့ပို့တိုးလာတာဆိုတော့ကျတော့အတုံးတုံးတဲ့အနှုံနဲ့ပုံများလာတယ်ရေးအတွက်တိတိကျကျတော့မသိဘူးကျွန်တော်တို့ဒီပါရာမိုတာတော့အရင်ရှိရှိတဲ့ဟာတော့ဟိုတုံးစင်းရှိတာပေါ့နော်အဲ့ဒါဥမာဟိုနောက်ထပ်၃ဆင်းထပ်တိုးလဲဆိုပြီးတော့ဟိုကပြိထားပြီကြာအဲဒီဂျိုင်းကိုကိုရာတော့ဟိုပနဖင်းရှောင်းနေလဲဆိုတော့မသိဘူးဒါပေမဲ့၃နာတော့ရှိတယ်ကြာ ပါရာမော်တာနဲ့ဂျိုင်ယိုပလိန်းဆိုတာဘလို့စွမ်းဆောင်ရည်ရှိပါသလဲပါရာမော်တာဆိုတာကတော့အင်ဂျင်နဲ့လေဒီတက်ဆင်ထားပြီးလေယာဉ်တွေလိုပြေးလမ်းကြောင်းမလိုပဲအစင်းအတက်ပြုလုပ်နိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့မြန်နှုန်းက30ကနေ60ကီလိုမီတာထိပဲရှိတာကြောင့် point 5လို့တနက်တွေနဲ့ပြစ်ချနိုင်ပါတယ်။ဂျိုင်ယိုပလိန်းတွေကတော့ဟဲလီကော်ပတာလို့ပုံသဏ္ဍာန်ရှိပြီးမော်ရေဘော်မူတည်ပြီးတော့80ကနေ160ကီလိုမီတာအထိသွားနိုင်ပါတယ်။ဒါပေမဲ့နှစ်ခုလုံးဟာ နိုင်ငံတကာမှာအပျော်စီးတာကင်းလဲတာတွေမှာအဓိကသုံးကြပြီးစစ်ရေးအနေနဲ့ဆိုရင်တော့လေကြောင်းပစ်လက်နက်တွေမရှိတဲ့ဒေသတွေနဲ့ကြေးရွာတွေအပေါ်ကိုဘုံကျဲချဖို့သုံးနိုင်ပါတယ်။လုံခြုံရေးအရာ MDSI အဖွဲ့ပြောခွင့်ရသူတယောက်ရဲ့ပြောပြချက်ကိုအတန်အစားရုပ်ဖတ်ပြထားပါတယ်။ဒီနှစ်ခုလုံးကဥတီယာထိန်ချုပ်လို့တိတ်မလွယ်ဘူး။လေးတိုင်နှုံးမခံဘူး။တစ်ပင်တောတောင်တွေများရင်ပင်လယ်ကမ်းခြေဒေသတွေမှာသုံးလို့မရဘူး။အဲဒါကြောင့်သူကမြေပြန့်ဒေသတွေမှာသုံးတယ်။ ပြီးတော့အောက်မှာ0.5လို့စက်တနက်အကြီးရှင်သူကအချိန်လဲနေတော့ကြာမှာပဲဒါကြောင့်မြေပြန့်ဒေတာတွေမှာလည်းလေချောင်းဘုံကျတဲ့မစ်ရှင်လိုမျိုးပေါ့ညဘက်တွေမှာတိတ်တိတ်လေးအတန်လျှော့ပြီးခိုးလာတယ်ကားတန်လောက်ရှိတာ ਉਹ ပြီးရင်အနီးကပ်ကျဲချတယ်အဲ့ဒီလိုမျိုးတွေရွာတွေမှာအဓိကသုံးပါတယ်တကယ်ပြစ်မဲ့လက်နက်တွေရှိတဲ့စစ်ပွဲတွေမှာတော့သုံးလို့မရဘူးဒီလိုအချက်တွေကြောင့်ပဲစစ်ကောင်မရှင်တဟာမြေပြန့်ဒေတာလည်းဖြစ်လက်နက်ခဲရန်အားနည်းမှုရှိတဲ့နေရာတွေမှာ ပါရာမော်တာနဲ့ဂျိုင်ယိုပလိန်တွေကိုပို့ပြီးတုံးလာတာလို့လေးလာသူတွေကယူဆကြပါတယ်။တစ်ဖက်မှာလည်းဝင်းဟင်ကင်းထောက်တွေအနေနဲ့ဗနက်စင်းတက်လာပြီးတော့ဘဲကိုရောက်နေတဲ့ဆိုတာကိုပဲသတင်းထောက်နိုင်တာကြောင့်ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရလို့သတင်းအချက်အလက်ရရှိမှုနေပါတဲ့အရက်သားပြည်သူတွေအများဆုံးထိခိုက်သေဆုံးနေရကြောင်းကိုနွေဦးကထောက်ပြပါတယ်။ကျွန်တော်စိုးသူအောင်ပါ။好吧，我要来。 မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်ကအရှင်းနှံမော်တွေကိုအော်တိုဘားလ၈ရက်နေ့နဲ့9ရက်နေ့တွေမှာစစ်တပ်က၂ရက်ဆက်တိုက်လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ရေနံမော်လုတ်သား၅ရောင်ထပ်မနေတိုက်ဆုံးခဲ့တယ်လို့ကလေးငယ်တွေအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပေါင်းနဲ့မြိုင်မျိုးနဲ့အဆက်မှရှိတဲ့ကြောက်ခွက်ရေနံမော်နဲ့တပိညိုရေနံမော်တွေကိုနှစ်ရက်ဆက်တိုက်ပုံကျဲသွားတာဖြစ်ပြီးအမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်စုစုပေါင်းပြည်သူ၅ယောက်ထပ်မင်းနဲ့တည်ဆောင်းခဲ့ပြီးကလေးတွေလည်းတန်းအများပြားရရှိခဲ့တယ်လို့မြိုင်မျိုးနဲ့အခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်ကိုအနဝါက TV ကိုပြောပြပါဗျ။အဲ့လိုလေကြောင်းတိုက်ခိုက်မှုကိုပခုတ်ကိုတက်မှတရားတက်ကနေတက်လာတဲ့ဆက်တက်လေးထီးနဲ့မုံရွာနာမခကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးကဘုံကျဲခဲ့တာလို့လဲဆိုပါရယ် အဲ့ဒီဘက်ကရင်းနှမော်တွေဘက်မှာတိုက်ပွဲဖြစ်တာမရှိပေမဲ့ရန်သူစစ်ကြောင်းဝင်နေတာရှိလို့စစ်ရေးအခြေအနေတင်းမာနေတာတော့ရှိတယ်လို့ပေါ့မြုံနယ်အတွင်းရောက်ရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့စစ်ကြောင်းမှုတစ်ယောက်က TV ကိုပြောခဲ့ပါတယ်ရှင်ကောက်ဂရိတ်မြဝရီအာရှလန်းနဲ့တင်ကန်းညီနောင်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မြဝရီမြို့မှာနယ်မြေစိုးမိုးနိုင်ဖို့နဲ့စစ်မှုထမ်းတပ်သားအသက်အတွက်လူငယ်တွေကိုနေတိုင်းဖမ်းဆီးနေပါတယ်။အောက်ခက်တဲ့ရင်ပေးပို့ထားပါရရှင်။ တင်မလာကြောင်းရင်းတွေကစစ်ကုံရှင်တက်ကကောရီးမြောက်ပြည်အာရှလန်နဲ့တင်ငန်းညီတော်ကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါအပြင်မြောက်ပြည်မင်းလန်းမနဲ့အာရှလန်မဘောကဂိတ်ပြည်မှာစစ်ကုံရှင်တက်နဲ့မေဂျာဆော့တက်ဘီဂျက်တက်ဖွဲ့တွေကလုံခြုံရေးကူတွဲရယူခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကုံရှင်တက်ကနမီဆုံးမှုဖို့နဲ့စစ်မှုလန်းတပ်သားတစ်တီအတွက်လူငယ်တွေကိုနှိမ့်စင်ပန်းစည်းတာတွေရှိနေတယ်လို့မျိုးမီမျိုးဖွဲ့တွေကပြောပါတယ်။ ဇင်ဘာ28မှာလုံမဲ့ရွေးကောက်ပွဲအတွက်သတ်မှတ်ထားတဲ့နေမီတွေကိုစိုးမိုးနိုင်အောင်အဲမတင်ကားရဲ့လူတွေဆိုရင်လည်းဒါဖန်ဆီးတာတွေအဲရေးယူတာတွေဟိုဟာတရားဥပဒေနဲ့မညီညွတ်တဲ့လောက်ရတဲ့နေမျိုးနဲ့လုံနေတယ်။အပြီးရင်ဒီကျွန်တော်တို့တိုင်းနာဒေသတွေမှာရောဒီစစ်နေမီတွေမှာရှိနေတဲ့မြို့ရနဲ့နှိမ့်ဆက်တဲ့နေရာတွေမှာသူတို့မထင်မထင်လို့ပြန်ပြီးဆွဲတာတွေအော်စစ်ဖုတန်း ါစအဲခေါ်ဆောင်တာတွေဖန်းစီတာတွေဒါကျွန်တော်လူပြောက်တွေအများကြီးလဲတွေ့နေရတယ်မြောက်ပိုင်းမှာဆိုလဲည9:00နာရီကျော်10:00နာရီထိုးရနဲ့ဖွဲ့စည်းကားတွေဟုတ်လားသူတို့စုပေါင်းပြီးတော့အဲကင်းလဲတယ်ဆိုပြီးကြောင်းပြပြီးတော့အဲ့ဒီမှာလူငယ်တွေကိုဖန်းစီတာတွေတချို့လဲအလုပ်ချိန်နောက်ကျပြီးပြန်တဲ့လူငယ်ရှိတယ်အဲ့လူတွေလဲဖန်းစီခံရတာတွေအဲဒီစစ်မှုထမ်းဥတွေနဲ့ဟိုပါဘောနော်ခေါ်တော်တာတွေအများကြီးကြုံတွေ့နေရတယ်လို့ဟုတ် ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့ညပိုင်းကမြောက်ပြည်မြို့မှာည9:00နာရီကနေမနက်9:00နာရီထိညမထွက်ရမေးလက်လံကြောင်ရခဲ့ပါတယ်စစ်ကော်မရှင်တပ်ကမြောက်ပြည်မြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက်မတင်ကားလို့ဖမ်းဆီးခံရတာပျောက်ဆုံးတာစစ်မှုထမ်းအတွေ့အားမဖမ်းဆီးခံရတဲ့လူငယ်90ကနေ100ကျားရှိနေပါတယ်ပေါ်နေရအောင်စကားရတော့တွေးတယ်အဲ့လိုလူတွေအဲ့လိုတွေးရှောင်းတာများတယ်လေ ဟုတ်ကဲ့။ညာပဲညာပဲကြိုင်းလေအဲ့လိုတိတ်တိတ်တိတ်နဲ့ဟိုပြောက်သွားတဲ့ခလေးတွေအများကြီးရှိတယ်ပေါ့။ခေါက်ခံရတာပဲပေါ့အဲ့လိုမျိုးကျမတို့ငယ်ငယ်တုန်းကပေါ်တာပေါ်တာပုံစံတို့ပေါ့အနေမှတွေ့ကောက်တင်တော်လိုက်တဲ့ခလေးတွေကပြီးကြလာငယ်ရွယ်တဲ့ခလေးတွေကဘာမှသိညာမသိပြောပါမဲ့တဲ့ခလေးရှိတယ်။အဲ့လိုဒီငယ်ချင်းအိမ်သွားမယ်ပါသွားမယ်ဟိုတူရှင်သွားမယ်ရှိတာပေါ့နော်အဲ့လိုမျိုးတွေ။ လူပြက်တဲ့ဆိုရင်ကောက်တင်သွားလိုက်လို့ရှိရင်ဘသူပြင်သွားလဲဆိုတာလည်းမသိတော့ဘူးအဲ့လိုတစ်ခါလဲပျောက်ပြီဆိုရင်မတွေးတော့တာပေါ့နော်မြောက်ရီမြို့ပေါ်ကရက်ွက်အုပ်ချုပ်ရေးမှုတွေစေရင်မှုတွေပြည်သူလုံခြုံရေးနဲ့ကျန်းမာရေးနေအဖွဲ့တွေပူးပေါင်းပြီးလူငယ်တွေကိုဖန်ဆီးနေတာလို့စစ်တပ်နဲ့နှိစက်တဲ့စီရေးသတင်းမြစ်တယောက်ကပြောပါတယ်။ဒီလိုမျိုးပေါ်မှာဒီရဲလို့မဟုတ်ဒီရဲတော့ဒီရဲပဲလို့ထင်ရတယ်။ ဒါနဲ့ဗတ်ဒိတ်ကတော့ဒီလုံလုံရင်းနဲ့အတန်းဆက်နေတဲ့ဒီအခွဲပါလာတာဖာလို့ခေါ်တယ်သူလက်မောင်မသိရအဲ့ဒီအခွဲကနေပြီးတော့ရက်ွက်လူကြီးရဲ့ဖဲကူလက်ပေါင်းပြီးတော့လိုက်ခါနာမျိုးရည်မျိုးပေါ်မှာပြင်ပြုတ်ကံကလေးတွေမဟုတ်နောက်ပြီးတော့တခြားမျိုးဝိုင်းနေတာပြောဒေါက်တာကန်ထားတဲ့ဒီလူပြည့်စုံပြည့်ပါတယ်ဘာမှမရတယ်အချမ်းရဲ့အကြည့်ပတ်ကူတော့ပြန်ပြန်ပြောင်းဒါမှပြောင်းနေတာမပြည့်ရလူတွေပြန်ပါတော့အဲ့နောက်ရက်ဆိုင်ချုပ်ဒီမှာပို့တော့လာတယ် စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပိုင်းတက်ကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့အအံမြောက်ပြည်နယ်တန်တောင်ကြီးမြို့နယ်၃ခုမှာ ကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ရွေးကောက်ပွဲအတွက်နေမီဆုံးမှုမှုအပြည့်အဝရရှိနိုင်ဖို့နဲ့ဆုံးရှုံးထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့မြောက်မြို့တောင်ဘက်ကိုစစ်ကြောင်းထိုးနေပါတယ်။ကျွန်တော်အောင်ခံပါ ယခုကြူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် စကိုင်းတိုင်းမုံရွာမြို့မှာအော်တိုဘားလ၄ရက်နေ့မနက်ပိုင်းကအရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဒူရဲအိုအပါဝင်ရဲတပ်ဖွဲ့ဝင်၄ယောက်သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့ဘူးတလင်မိုဘိုင်းတင် BMT ကရုပ်သံမှတ်တမ်းတွေနဲ့တူအော်တိုဘားလ၈ရက်နေ့မှာထုတ်ပြန်လာပါတယ်ရွာရီဘက်ကိုဆင်းပြီးစက်ကြီးတောင်းဖို့ထွက်လာတဲ့ Honda Fit ကားကိုမုံရွာမြို့နယ်ထဲမှာရှိတဲ့တာစီလန်အတောအဝိုင်းဘက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ရဲတွေကမကြခနာဆိုသလိုကားနဲ့ရွာတွေဘက်ကိုထွက်ပြီးဆက်ကြီးတောင်းလေးရှိတာကိုသတင်းကြိုရတဲ့အတွက်ကြားပြတ်တိုက်ခိုက်ခဲ့တာကြောင့်ကားပေါ်မှာပါလာတဲ့တူရဲအုပ်သိန်းဆောင်အပါဝင်ရဲ၄ယောက်စလုံးတိတ်ဆုံးခဲ့တယ်လို့ပါကဖတာဝန်ခံက TV ကိုပြောပါရတယ်။ တိုက်ခိုက်မှုအတွင်ကားကိုမောင်းယူလို့မရခဲ့တဲ့အတွက် G3 တနက်နှစ်လက်ကိုမမပစ္စတိုတနက်တစ်လက်နဲ့ဖုန်း၅လုံးကိုတော့သိမ်းဆီးခဲ့တယ်လို့ဆိုပါရယ်ပြည်သူတွေအနေနဲ့လည်းရဲကစစ်ကားတွေနဲ့နီးကပ်စွာမောင်းနှင်တာတွေကိုမလုပ်ကြဖို့မုံရွာအခြေစိုက်တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါရယ်ရှင် ခုနှစ်ကုန်ပိုင်းမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူတွေဆန္ဒမဲလာရောက်ပေးကြဖို့အတွက်ရည်ရွယ်ပြီးမြို့နယ်တွေကလူစီကားရနေရာတွေမှာလှုပ်ဆော်ဆိုင်းဘုတ်တွေကိုအော်တိုဘားလ9ရက်နေ့ကလိုင်းလံစိုက်ထူနေပါဗျ။လူတို့အသိပညာပေးဆိုင်ပုတ်တွေကိုနိုင်ငံတော်မှာစိုက်ထုတ်နေတယ်ဆိုပြီးစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးသတင်းမီဒီယာတွေမှာလည်းဖော်ပြနေကြပါဗျ။ အော်တိုဝါလာ9ရက်နေ့တည့်ရက်ထဲမှာပဲမြို့နယ်ပေါင်း54မြို့နယ်မှာအဲ့ဒီဆိုင်ဖုတ်တွေကိုစိုက်ထူပြီးဖြစ်တယ်လို့လည်းဖော်ပြကြပါဗျ။စစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်အခုလိုဝါရဖြန့်ချီလှုပ်ဆောင်မှုတွေကိုပြုလုပ်နေပေမဲ့လက်ရှိချိန်ထိတော့သက်ဆိုင်ရာရက်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကတ်ထားတဲ့မဲဆေးရင်တွေကိုလာရောက်စစ်ဆေးသူနေပါစေဖြစ်တယ်လို့လည်းသိရပါဗျ။ အမျိုးသမီး၃ပုံ၃ပုံကအလုံးလက်မဲ့ဖြစ်နေပြီးအလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေကအမျိုးသားတွေရဲ့နှစ်ဆကျော်ရှိနေတယ်လို့ UNDP ရဲ့ထုတ်ပြန်ချက်အရသိရပါဗယ်ဝေဝေပြောပြဝေဝေပြောပြပေးထားတာပါရှင်မနက်ကမှရှိတဲ့လူငယ်၄ပုံတပုံဟာလှုပ်လက်မဲ့ဖြစ်နေပြီးအမျိုးသမီးတွေဟာအမျိုးသားတွေထက်အလောက်ကင်စည်းကွက်မှာဖယ်ချင်ခံရရက အမျိုးသမီး၃ပုံ၃ပုံကအလုံးလက်မဲ့ဖြစ်နေတယ်လို့သိရပါဗျ။အမျိုးသမီးတွေရဲ့အလုံးလက်မဲ့နှုန်းကအမျိုးသားတွေထက်နှစ်ဆကျော်ပိုများနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ်အစီရင်ခံစာနှင့်မြန်မာလူငယ်များ၏အလို့ဂိုင်းနှင့်ပညာရေးအခြေအနေအရသိရပါဗျ။မြန်မာနိုင်ငံမှာလူငယ်အုပ်စုတွေပါဝင်သူဦးရေဟာလူဦးရေရဲ့33ရာခိုင်နှုန်းရှိနေပြီးခံမှန်းခြေတန်း20နီးပါးရှိနေတာကြောင့်အသက်15နှစ်ကနေ35နှစ်အတွင်း လူငယ်ငါးတန်းနိဗ္ဗာဟာအလုံးလမဲဖြစ်နေတာလည်းဖြစ်ပါတယ်ဒီကာလတွေမှာအလုံးရှာနေတဲ့လူတွေကများတော့လေအလုံးတွေကတော့ခေါ်ပါတယ်ခေါ်တာမျိုးရှောက်တဲ့လူတွေကအရင်များနေတော့လူပြည့်ပြည့်ွားပြီးတော့လူရတာများနေပေါ့နော်အဲပြီးတော့လောကလားစာတွေကလည်းနည်းတယ်ပေါ့နော်လူလားစာတွေမတိုးကြဘူးကုန်သင်းနှုံးတွေကပဲမြင့်လာတယ်ဆိုတော့အဲ့ဒီပြဿနာလေးရှိတယ်ပေါ့နော်ကုန်သင်းနှုံးတွေကမြင့်ပြီးတော့အလုံးရှိရာတောင်မှပဲအကျိုးတွေနဲ့ပတ်နေကြတာဆိုတော့ အလုံးမရှိရလို့ပြောပို့ဆိုတာပေါ့ဗျာဒီကြားတစ်ခုကတော့ဒီခေတ်ဒီကာလကြီးနဲ့ဒီကုန်ကုန်သေးနှုံးနေနဲ့ဒီချင်းနေနဲ့ဒီစိတ်ယုံရှင်နေတဲ့အမျိုးသမီးတွေဆိုပို့ဆိုမှာပေါ့တို့ကငကောကမှလောက်ခလာတာနည်းနည်းနဲ့ဆိုတော့လေအသက်15နှစ်ကနေ35နှစ်အထိလူငယ်တွေကပညာရေးနဲ့အလုပ်ကံရအတွက်မကြုံစဘူးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီး ကိုပိုင်ဆွမ်းရည်တွေကိုအကောင့်ထဲမဖို့နိုင်မယ်ခြေလန်းတွေလည်းရတက်ခံရရတယ်လို့အစိုးရကစာမှာဖော်ပြထားပါတယ်ဒီအထဲမှာမှာ လူငယ်အမျိုးသမီးတွေရဲ့အလုပ်ကံရရှိမှုနှုန်းတွေဝင်ငွေရရှိမှုနှုန်းတွေဟာအမျိုးသားတွေနဲ့နှိုင်းယှဉ်ရရောကြနေတာကိုလည်းတွေ့ရှိရကြောင်းအစိုးရခန်းစာတွေရသိရပါတယ်။ပြများအဖြစ်အမျိုးသမီးတွေရဲ့ဝင်ငွေဟာအမျိုးသားတွေထက်22ရာခိုင်နှုန်းလောက်ညော့နေနေတာကိုသိရပါတယ်။ရန်ကုန်မြို့ကဝင်ငွေနည်းပါတဲ့အမျိုးသမီးတွေကတော့တလားစာဝင်ငွေနဲ့အသုံးစရိတ်တွေမနှဲကမိအောင်အသုံးချနေရပြီးရွေးချယ်ချက်မရှိတဲ့အကြောင်းကိုလည်းပြောပြပါရစေ။ ။မယားနဲ့ရှင်အခုကပိုခတ်ခဲ့တာပေါ့။အရင်ကဆိုရင်ဒီကို့ပြည်တွင်းမှာလည်းလောက်ကန်ပေါ်တော့ရွေးချယ်စရာများတယ်ခွင်လန်းလည်းများတယ်လေ။ကိုကကြတော့လေဒီပြပကိုသွားဖို့ကအကြောင်းမျိုးကြောင့်မထွက်နိုင်သေးတော့ရှိတဲ့အလုပ်ကိုပဲမဖြစ်မနေဆက်လုပ်နေရတာပေါ့။ဒီမဖြစ်မနေအခြေအနေရတာရွေးချယ်စရာမရှိလို့သာလုပ်နေရတာရားလဲလာတာကြတော့လေတော်တော်လေးကိုနေတယ်။သုံးသိန်းခွဲ၄သိန်းပဲဆိုတော့ဒီကုံသွင်းနှုတ်နဲ့ကြတာဘလို့မှဆင်မပြေဘူးပြီးတော့အိမ်ကလည်းအပိုင်မဟုတ်တော့အိမ်စိတ်စားသေးရှိသေးတယ်ဒီအိမ်စိတ်စားသေးနဲ့ဆိုရင်ဒီရားတဲ့လာတာကဘလို့မှလောင်းကမှုမရှိဘူး အစသာရဈေးတွေအရတက်နေရလေတပတ်စာဈေးဝိန်တော့တသိန်းတသိန်းကျော်ကုန်တဲ့ချိန်လေးဆိုတော့ဒီလားသာ၄သိန်းဝင်ချင်ဆိုတာအခက်ခဲရတော့ကြုံမပြတတ်အောင်ပါပဲဒါမဲ့လေရွေးချက်ရမရှိတာမို့ဒီမဖြစ်တော့လားသာနဲ့ပဲဆက်လုပ်နေရတာပေါ့အစီအခံစာရဲမှာတော့အလုံးလက်မဲ့လူငယ်မျိုးသမီး၃ပုံ၂ပုံဒီပါဟာမိသားစုစောင့်ရှောက်ရေးအိမ်နီးတာဝန်တွေကိုယူထားရပြီးပညာရေးဆက်လက်တင်ကြားနိုင်မှုနှုန်းကလည်း25ရာခိုင်နှုန်းသာရှိတယ်လို့ဆိုထားပါတယ်အထက်တန်းပညာပြီးဆုံးထားသူမျိုးသမီး၄၀ရာခိုင်နှုန်းဟာ အလုံးမရှိဖြစ်နေသလိုအတတ်ပညာနေပါသူအမျိုးသမီး29ရာခိုင်နှုန်းမှာလည်းအလုံးရှိမနေကြောင်းသိရပါဗျ။ UNDP ကတော့ဒီအခြေအနေကိုအလုံးကန်စည်းကွက်သည်ပညာတတ်လူငယ်များအထူးသဖြင့်အမျိုးသမီးများကို အတိတ်ပဲရှိသော တည်ငြိမ်သောအလုံးများမဖန်တီးပေးနိုင်သည်ကိုမိမောင်းထိုးပြနေသည်လို့မှတ်ချက်ပြုထားပါဗျ။ NET လို့ခေါ်တဲ့ Northern Employment Education or Training အလုံးလောက်ကင်ချင်းပညာသင်ကြားခြင်းနဲ့ တင်နန်းတစ်ခုခုတက်ရောက်နေခြင်းတွေမှာရှိမနေခြင်းဆိုတဲ့အခြေအနေကမြန်မာနိုင်ငံအတွင်းကလူငယ်18ရာခိုင်နှုန်းမှာဖြစ်ပေါ်နေပြီးအမျိုးသမီးတွေဟာအမျိုးသားတွေထက်၃ဆကျော်ပိုများနေတယ်လို့ UNDP ကဖော်ပြထားပါတယ်။ကျွန်မဝေပါ။ စီနယ်မြေနေပြည်တော်ပြင်မနာမြို့နယ်အရှိတ်အတောင်ပေါ်ဒေသကဒေသခံတွေဟာရားနာဖြစ်ပွားတာတွေများပြားနေရလို့ဒေသခံတွေကပြောပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြင်မနာမြို့နယ်ကိုတိကျေးရွာအုပ်စုမှာကျေးလက်စေကံကဆ iam မတွေမရှိတော့ပဲကျမ်းမာရင်ကြီးစုပေးတဲ့အဖွဲ့တွေလည်းတနှစ်မှတစ်ခါလောက်သာလာတဲ့အတွက်ရားနာဖြစ်ပွားနေတဲ့ဒေသခံတွေစေကူတာပေါ်အခက်အခဲရှိနေကြတယ်လို့သိရပါဗျ။ ဩဂတ်စ်လကလေးကယာနာတွေစဖြစ်နေတာဖြစ်ပြီးမြို့နယ်ဝေးတဲ့အတွက်ဆေးရုံသွားဖို့လည်းခက်ခဲနေကဆေးမရှိတဲ့အတွက်မကုနိုင်ကြပဲယာနာတွေကူးဆက်ကုန်တာဖြစ်တယ်လို့ဒေသခံရွာသားတယောက်ကပြောပြပါဗျာ။ ရှားနာတွေကိုကိုတိကျရအောင်စုက ကိုတိတမောခိုကိုတိလေးအိမ်စုကိုတိရွာမှာကိုတိဘုံစိုးကျရတွေကလူကြီးတရာကျော်ဖြစ်ပွားနေတာဖြစ်ပြီးကလေးတွေမှာအဖြစ်များနေတယ်လို့သိရပါတယ်ကျရတွေကိုကျမ်းမာရေးအဖွဲ့တွေလာရောက်ကြည့်ရှုပေးစီခြင်းပြီးပျောက်ကင်းအောင်မကုနိုင်တဲ့အတွက်နောက်လူတွေကိုပါကူးဆက်နေတယ်လို့ကျရတာဝန်ခံကပြောပါတယ်ကိုတိကျရအောင်စုအပြင်တောင်မြင့်ကျရအောင်စုနဲ့လယ်ချောင်းကျရအောင်စုတွေဘက်မှာလည်းအရေးပြားရာရံမှုယောဂကူးဆက်မှုတွေကိုအနည်းငယ်တွေ့လာရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင် အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးအောင်ပါပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ပထမအဆင့်ကိုအစ္စရေးနဲ့ဟားမတ်စ်တို့သဘောတူညီခဲ့ကြပြီးဖြစ်ပြီးတစားကန်အားလုံးမကြမီပြန်လွတ်လာတော့မယ်လို့အတည်ပြုလိုက်ပါတယ်။ သူ့ရဲ့ True Social လူမှုကွန်ရက်မှာ Israel တပ်တွေဟာလည်းသဘောတူထားတဲ့နေရာအထိပြန်ဆောက်ရမယ်လို့យေတာထားပါဗျ။ဒီသဘောတူညီချက်ရရှိရေးအတွက်ကာတာ၊ Egypt နဲ့ Turkey တို့ကကြားဝေညီနိုင်ပေးခဲ့ကြောင်းကိုလည်း Trump ကထည့်သွင်းပြောကြားခဲ့ပါဗျ။ Hamas ဘက်ကလည်းသဘောတူညီမှုကိုအတည်ပြုပေမဲ့အပြန်အလှန်အနေနဲ့ Israel ကလွှတ်ပေးမဲ့အကြံသာနောက်ဆုံးစည်းရုံးကိုတော့မသိရသေးဘူးလို့ Palestine သတင်းမြစ်တွေကဆိုပါဗျ။ Israel ဝန်ကြီးချုပ်နေတန်ယာဟုကတော့ဒီသဘောတူညီချက်ဟာ Israel အတွက်ကြီးကျယ်တဲ့နေ့တစ်နေ့ဖြစ်ပြီးအစိုးရအခွင့်အရေးအ တည်ပြုချက်အရပေါ်အော်တိုဝါလာ၉ရက်နေမှာတင်ပြသွားမယ်လို့ပြောပါရယ်။အစ္စရေးအစိုးရကအတည်ပြုပြီးတာနဲ့အပြစ်ခတ်ရက်စရေးဟာဂျေရုဆလင်စံတော်ချိန်မွန်းလွဲ၂နာရီမှာစတင်မှာဖြစ်ပါရယ်။သဘောတူညီချက်အတည်ပြုပြီးရင်တစားပန်းတွေကို82နာရီအတွင်းစတင်လှုပ်ပေးဖွယ်ရှိတယ်လို့ဟာမတ်စ်နဲ့နှိစက်တဲ့သတင်းမြစ်တအုပ်ကဆိုပါရယ်ရှင်။ အခုနှစ်တိုက်ပွဲတွေအတွင်းကြဲကြဲပြန့်ပြန့်လှူရမှုနဲ့ထောက်ပံ့ရေးခွင့်ဆက်ပြတ်တောက်မှုတွေကြောင့်စစ်ပွဲဖြစ်ခဲ့တဲ့ကွန်ဂိုအရှေ့ပိုင်းကကျမ်းမာရေးဌာန200ကျော်မှာဈေးဝပြတ်တောက်ခဲ့တယ်လို့အပီပီဆိုင်ရာကြက်ချေနေကော်မတီ ICRC ကအောက်တိုဘာလ8ရက်နေ့မှာပြောခဲ့ပါတယ်။ဒီချက်လက်ဟာမြောင်းနယ်တောင်ခေဘိုးပြည်နယ်တွေကကျမ်းမာရေးဌာနနဲ့ဈေးကပေါင်း240ကိုပြီးခဲ့တဲ့လကကောက်ရွေးခဲ့တဲ့စစ်တမ်းရဲ့တစိမ့်တစ်ပိုင်းဖြစ်ပါတယ်။ ရဝန္ဒာကြောထောင်းနောက်ခံပြု M23 တပုံတွေနဲ့တိုက်ပွဲတွေအတွင်းလူထောင်ပေါင်းများစွာတိုက်ဆုံခဲ့ပြီးကြတဲ့က ICRC ကအကြီးမားဆုံးအကဲဖြတ်မှုကိုလုံဆောင်ခဲ့တာပါစစ်တမ်းကောက်ယူထားတဲ့ဆေးကန်း၁၀ခုရဲကကိုကိုနေပါမှာဆေးဝါးတွေလုံးဝမပြည့်မီဘူးလို့ဆိုပါရယ်စစ်တမ်းမှာပါတဲ့အဆောက်အဦတွေရဲ့၄၀ရာခိုင်နှုန်းမှာဝန်ထမ်းပြက်လက်နေပြီး73ရာခိုင်နှုန်းကတော့လုံးဝအလုံးမလုံးတော့ဘူးလို့ဆိုပါရယ် M23 တပုံတွေဒေတာတွင်အကြီးဆုံးမြို့ဖြစ်တဲ့ကိုမာမြို့ကိုသိမ်းပိုက်လိုက်တဲ့ဇန်နဝါရီလကတည်းကတသက်မှတ်သေးထောက်ပံ့မှုပြ က်တောက်သွားခဲ့လို့မီဒီယာအများအပြားကအစီရင်ခံတင်ပြခဲ့ပါတယ်။ M23 သဘုံတွင်နဲ့ကွန်ဂိုအစိုးရတို့က ICRC ရဲ့တွေ့ရှိချက်အပေါ်မှတ်ချက်ပေးဖို့တောင်းဆိုချက်တွေကိုချက်ချင်းမတုံ့ပြန်သေးပါဘူးရှင်။ဆလပီအားကစားသတင်းတွေတင်ဆက်ပေးဦးမှာပါ။အင်္ဂလန်လက်ရွေးစင်အသင်းကိုအသင်းလိုက်စူးစီးမှုနဲ့တိစောက်သွားရမှာဖြစ်ကြောင်းနီးပြသောမတ်စတိုဟယ်ကပြောသွားပါဗျ။ အင်္ဂလန်အသင်းဟာကမ္ဘာအဆင့်၄မှာရှိနေသည့်တိုင်ဖြတ်မြင်းအသင်းတစ်သင်းအဖြစ်သာကမ္ဘာဖလားပြိုင်ပွဲစီတွားရောက်ရှင်ပြိုင်ရမှာဖြစ်ကြောင်းနေပြတူဟောကပြောပါရယ်။ကမ္ဘာဖလားမှာချန်ပီယံဆုဖလားတွေရယူနိုင်ခဲ့တဲ့အသင်းတွေနဲ့ရှင်ပြိုင်ရမှာဖြစ်တာကြောင့်အသင်းလိုက်စူးစီးမှုကောင်းမွန်တဲ့အသင်းတစ်သင်းအဖြစ်သာတည်ဆောက်သွားရမှာဖြစ်ပြီးအသင်းလိုက်ဆွမ်းအားကသာဆုဖလားတွေရယူနိုင်တယ်လို့နေပြတူဟောကပြောသွားပါရယ်။ New England Patriots New England Patriot မှတ်တမ်းရုပ်ရှင်တွေကစကားတခွန်းလို့ပဲအင်္ဂလန်အသင်းအတွက်အထူးကျွန်းဆောင်ကစားသမားတွေကိုရွေးချယ်တာမဟုတ်ပဲအသင်းတစ်သင်းကိုတည်ဆောက်တာဖြစ်ကြောင်းနီးပြတူဟာကပြောသွားပါတယ်ရှင်။ TVU မြန်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါ။ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။